င်္ဂလာပါဆရာမသင်းပါဒီနေ့မှာကျွန်မကဒီ SES နဲ့ပေါ့နော်ပတ်သက်ပြီးတော့ဒီအသုံးလေးကိုရှင်းပြပေးချင်ပါတယ် SES ကိုဘယ်ချိန်တွေမှာသုံးတက်လဲကျွန်မတို့ VAT တွေ VAT တွေကိုအနေငယ်ပြောင်းတဲ့ချိန်မှာ S ဒါမှမဟုတ် ES ပြောင်းပေါင်းပေးရတယ်ပေါ့နော်ဒါက VAT တွေမှာအဲနောက်မှကြတော့ဘယ်ချိန်မှာပေါင်းပေးရတယ်လဲဆိုအရှင်ရင်နောက်ကအနေငယ်မဟုတ်ပဲနဲ့ အများကြီးပြောင်းတဲ့ခါကြလို့ရှိရင်ဒီနောင်းလေးကို S to မဟုတ် ES ပေါင်းပေးရတယ်ဒီနေ့မှတော့ကျွန်မကဒီ verb ကို S ES ပေါင်းထည့်ရတာလေးကိုမျှဝေပြချင်ပါတယ်ဒီ verb ဒီမှာ SES ကိုပေါင်းထည့်တဲ့ခါကြလို့ဆိုရှင်ရင်ဘာကို ကြည့်ရမှလဲဆိုတော့ဒီ verb ရဲ့အရှိသူ့ရဲ့အရှိက subject ကိုကြည့်ပေးရမယ် subject verb object ဒါဒီ sentence တကြောင်အတူဆုံးအလွယ်ကူဆုံးအရှင်းဆုံးပေါ့နော် sentence တကြောင်ဖြစ်တဲ့ subject verb object ပြုလုပ်သူပြောလို့ရှိရင် action ပြီးတော့အဲ့ဒီပြုလုပ်တာကိုခံရတဲ့သူပေါ့နော်ဒါသူရဲ့တမယူကြ အလျိုးရှင်ဆုံး Sandersley အဲ့လို Sandersley တခုတွေ့မယ်ဆိုလို့ရှိရင် သူ့ရဲ့အရှိက subject ကိုကြည်ပါ subject ဒီအနည်းလားအများလားဒါလို့ subject ကအနည်းတစုံတဦးဒါမှမဟုတ်တစ်ခုတစ်ခေါက်တစ်ယောက်ပေါ့နော်စသဖြင့်အဲ့လိုအနည်းကင်းဖြစ်တယ်ဆိုလို့ရှိရင်ကျမတို့ဒီ value ကိုအနည်းကင်းပြောင်းပေးရတယ် SES ပြောင်းပေးရတယ်ပေါ့နော်ဒီအရှိက subject ကိုကြည်ရမှာဒီ subject ကအများကင်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီ verb ကိုအဲဒီတိုင်းပဲထားရမယ် အများထားပေးရမယ်ပေါ့နော်။အဲ့ဒါဆိုရှင်စာချောင်းလေးတစ်ချောင်းလောက်ကြည်ရအောင်။ Mama eat a cake. Mama eat a cake. မမကကိတ်မုတ်တလုံးစားတယ်။ဒီစာချောင်းမှာကြည်လိုက်လို့ရှိရင်ဒါကရုပ်တရက်ကြည့်ရင်တော့မှန်တယ်လို့ထင်ရတယ်။ဒါပေမဲ့ဒီသူ့ရဲ့ subject ဒါဒီ subject ဒါဒီ verb ဒါဒီ object ကြည့်လိုက်မယ်ဆိုရှင်သူ့ရဲ့ subject နေရာမှာမမ တယောက်တည်းမမတယောက်တည်းဦးပဲပြောတာဖြစ်တဲ့အတွက်မမဟာတဲ့ကိတ်မုတ်တလုံးကိုစားတယ်ဒီမှာ verb ဖြစ်တဲ့ eat ကိုအနေငယ်ပြောင်းပေးရမယ် ses ပေါင်းပေးရမှာပေါ့နော်ကဲအဲ့ဒါဆိုရှင်ကျမတို့ eat ကိုဒီတိုင်းထားလို့ရှင်တော့စသည်ဒီစာချောင်းဒီမှာတယ်ဒါဆိုရင်ပါပေါင်းပေးရမှာလဲဆိုတော့ s ကို ပေါင်းပေးရမယ်ဒါက s ကိုပေါင်းပေးရတာပေါ့နော် s ကိုပေါင်းပေးရတယ်ဒီမှာမမနေရာမှာမမနေရာမှာရှိ ်ရှီလဲအနေဂိမ်းပဲဒါဆိုရင် she is a cake မှန်တယ်အဲဒါမှမဟုတ်လို့ဆိုရှင်ဒီမှာထားပါတော့ he ယောက်ျားလေးတယောက်တည်း he is a cake မှန်တယ်ကဲဒီနေရာမှာ they ထည့်လိုက်မယ် they she y သူတို့ဟာကိမ့်မုတ်စားတယ်ဆိုရှင်တော့ she eat ဒီနေရာမှာ as ကိုပေါင်းထည့်ပြီးစရာမလိုဘူး they they eat a cake သူတို့ကကိတ်မုတ်တလုံးစားတယ်ကဲဒီမှာမဟုတ်ဆိုရှင်ဒီဒီနေရာမှာ children စေခြေရန်ကလေးတွေကကိတ်မုတ်ကိုစားတယ်ကလေးတွေကလေးတွေဖြစ်တဲ့အတွက်ဒီမှာလဲ as ပေါင်းတဲ့ဇာယာမလိုဘူးပေါ့နော်ကဲဒါကတော့ s ကိုပေါင်းထဲတာဒီနေရာမှာ ဂဒီစာเจ้ามาဆိုလို့ရှင်လဲမမ watch tv မမက tv ကို tv ကြည့်တယ်ဗောနော်ဒီမှာ verb ဖြစ်တယ် watch ဒီမှာဆိုရှင်ဒီသူ့ကို ses ပေါင်းထည့်ရမယ်ဆိုတာသိတယ်ဒါပေမဲ့ s ပေါင်းမှာလား es ပေါင်းမှာလဲကြည့်လိုက်တဲ့ခါကျတော့သူဒီ ES ပေါင်းထည့်လို့မရဘူး ES ပေါင်းထည့်ရမယ်ဘာလို့လဲဆိုလို့ရှိရင်သူရဲ့ ES room တွေရှိတယ် ES ကိုဘယ်ချိန်မှာပေါင်းရမှာလဲဆိုတော့ bed တွေကိုကြည့်ပါ bed ရဲ့အနောက်မှာ S ဒါပေမဲ့ဟုတ် SS CH SH AS ZO အဲ bed ရဲ့အနောက်ဆုံးစက်လုံးဒီဒီစက်လုံးနဲ့ ဆုံးနေတယ်ဆိုလို့ရှင်တော့သူ့ကို ES ပေါင်းထည့်ပေးရမှာဖြစ်တယ်ဒီစလုံးလေးဆုံးနေတယ်ဆိုကြင်အခုတော့ flash ဖြစ်တဲ့အတွက်အနောက်မှာ CH နဲ့ဆုံးနေဆိုတော့ဘာကိုပေါင်းပေးရမှာလဲဆိုရင် ES ကိုပေါင်းပေးရမှာเนาะမမ flash TV TV ကိုကြည့်တယ်ကဲဒီနေရာမှာမမနေရာမှာတကယ်လို့ဒါအများကြီးအများကြီးပေါ့เนาะကိုကိုအန်ညီညီ ဆိုလို့ရှိရင်ကိုကိုနဲ့ညီညီပဲထားလိုက်ပါတော့နှစ်ယောက်ဖြစ်သွားပြီကိုကိုအန်ညီညီဆိုလို့ရှိရင်ဒီ wash ကို ES ပေါင်းထည့်เสียမှာလို့သူတို့ကနှစ်ယောက်ဖြစ်သွားတဲ့အတွက် wash TV ဒီတိုင်းပဲရေးလို့ရတယ်ကဲနောက်ခါကြလို့ဆိုလို့ရှိရင်ဒီ van နေရာမှာ GO 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 school go to school ចောင်းသွားတယ်ဆိုပါစို့ မှဆိုရင်ကိုကိုနဲ့ညီညီကတဲ့ကြောင်းသွားတယ်။ကြောင်းသွားတယ်ဆိုတော့သူတို့ကနှစ်ယောက်ဖြစ်တဲ့အတွက်ဒီဂိုးကို ပြောင်းစီရမလို့ညီညီကိုဖြုတ်လိုက်မယ်။ကိုကိုကြောင်းသွားတယ်ဆိုရင်ကိုကိုဟာတယောက်တည်းဖြစ်တဲ့အတွက်ဒီဂိုးကို S ဒါမှမဟုတ် ES ပေါင်းထည့်ရလို့မယ်။အဲ့လိုပေါင်းထည့်ရတဲ့ခါကျလို့ရှိရင်မတို့ဒီသူ့ရဲ့ rule လေးကိုပြန်ကြည့်တဲ့ခါကျတော့နောက်ဆုံးမှာ O နဲ့ဆုံးသက်တာဖြစ်တဲ့အတွက် G O E S go ဆိုပြီးတော့ es ကိုပေါင်းထည့်ရမှာဖြစ်တယ်။ရမလားမသိဘူး။